ကင်းနီဒေသမှာရှိတဲ့စစ်ဘေးရှောင်တွေကကြောင်တက်နေသူများတဲ့မိသားစုတွေဟာကြောင်လကပေးဖို့ခက်ခဲနေတာကြောင့်ကြောင်နာရတော့မဲ့အခြေအနေတွေကြုံတွေ့နေရပါတယ်။ခွန်ဆောင်ပေးဖို့ထားပါတယ်ခင်ဗျာ။ရှန်ကီယာနေဆန်းဖေခုံမြို့နယ်နဲ့ဒီမော့ဆိုမြို့နောက်ဘက်ချမ်းမှာရှိတဲ့ကြေးရွာတွေနဲ့စစ်ဘေးရှောင်စခန်းတွေမှာခိုးလုံနေကြတဲ့မိသားစုတွေမှာအလောက်ကန်ခွန်လန်းရှားပါးနေလို့နေ့စဉ်ဘဝရပ်တည်ဖို့ခက်ခဲနေပါတယ်။ ဲ့ဒီဂျာကနေကျောင်းနေအရွယ်ကလေးတွေကိုကျောင်းထားပေးရတဲ့လူများတဲ့မိသားစုတွေမှာကျောင်းလာကဟာ ဝင်းဒိုးဝင်ပိုးဖြစ်နေတာကြောင့်မိမိဒါရီမီလေးကတချို့ကိုကျောင်းနာထားရမယ်အခြေအနေတွေနဲ့ကြုံတွေ့နေရတယ်လို့ဒေသခံတွေကဆိုပါတယ် လေးရဲ့စာတင်ဖို့ကိစ္စပြောရမယ်ဆိုရင်အဲကျောင်းသားမိဘစီကနေမူလတန်းဆိုရင်တူကို9000နှုန်းအလဲတန်းဆိုရင်8000နှုန်းကောက်ရတော့မှမပေးနိုင်တဲ့အင်ထောင်စုတွေတွေ့ရတယ်။ကျောင်းလာခတ်မပေးနိုင်လို့ဆိုပြီးတော့မှကလေးကိုကျောင်းနာခိုင်းမယ်ဆိုတာလဲကြားရတာပေါ့။ Greeny Data ကစစ်ပေးဆောင်အများစုမှာမိမိတို့ရဲ့လက်ငုပ်လက်ရင် စိုက်ပျိုးမြေတွေမှာတိုက်ပွဲတွေကြောင့်စိုက်ပျိုးစားတော့လို့မရတာဟာလေမိသားစုဝန်ရေးအတွက်ပုံမူခက်ခဲနေတာပါဒါအပြင်စစ်ကော်မရှင်တပ်ဟာစစ်ပေးဆောင်စခန်းတွေကို လေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်တာတွေရှိနေလို့စစ်ပေးဆောင်ပြည်သူတွေအသက်ဆုံးရှုံးကြတာတွေရှိပါတယ်။အဲ့လိုလေကြောင်းတိုက်ခိုက်မှုကိုခံရတဲ့စစ်ဆောင်မိသားစုတွေဟာ လုံခြုံမဲ့ထင်မဲ့နေရာတွေကိုပြောင်းရွှေ့နေရလို့ပညာရေးတပိုင်းတစားနဲ့ကြောင်းဆက်မတက်နိုင်တော့တဲ့ကလေးတွေလည်းရှိနေတာပါစီဝါရေးရှင်တွေလည်းမရှိကြတဲ့အခါကျတော့အဲတချို့ဆိုနှင်းချောင်းသုံးဆင်းချောင်းပေါ့နော်အဲမျိုးဖြစ်တဲ့အတွက်လက်တလောဟိုဘလုကမလန်ချောင်းလာတဲ့အချိန်မှာနေဖို့တော့မှပြန်ရင်မှတီချောင်းနေရဖြစ်တဲ့အတွက်ဒီချောင်းလာတွေအနေနဲ့တချို့လည်းအခက်အခဲဖြစ်တာပါပညာပြန်နေကြဖို့ဆိုရင်တချို့ချောင်းလာတွေကျတော့ပြန်ရင်မှမတက်ရောက်နိုင်တော့ဘူးပေါ့နော် စစ်ပေးဆောင်စကန်တွေကကျောင်းနေအရွယ်ကလေးတချို့အပြင်ကျေးရွာတွေမှာနေထိုင်ကြတဲ့ကလေးတချို့လည်းပညာရေးတပိုင်းတစဖြစ်နေတာပါသူတို့တွေကျောင်းဆက်တက်ခွင့်မရတော့တာဟာဆရာဆရာမတွေကြောင့်မဟုတ်ပဲမိဘတွေကိုယ်တိုင်ကကျောင်းလာကမတက်နိုင်လို့ကျောင်းထုတ်ထားကြတာဖြစ်တယ်လို့ဒေသခံတွေကဆိုပါလေဆရာမတွေထုတ်တော့မဟုတ်ဘူးနော်မိဘတွေပြည်တယ်လို့သူကလေးတွေကိုကျောင်းထုတ်တော့နော် ကိုကကိုထောက်လို့ပါဘူးအာနာဒိစစ်ကော်မရှင်တပ်ရဲ့တံပြန်ထိုးစစ်တွေကြောင့်ကရားခရီနီပြည်အတွင်းမှာတိုက်ပွဲတွေဖြစ်ပွားနေပါတယ်တိုက်ပွဲတွေကြောင့်ဒီလာပိုင်းအတွင်းစစ်ပီးရှောင်းဦးရီတောင်းနဲ့ချီပြီးထတ်တိုးလာနေပါတယ်ကရီနီဒေတာမှာရှိတဲ့စပေးရှောင်းမိသားစုတွေကကျောင်းနေရွယ်တချို့မှာပညာရေးဆုံးရှုံးနေပါတယ်ကျွန်တော်ခွန်စော်ဦးပါ